ကဘာကျော်ချင်းလုံးတမကြီးမောင်လောပန်ဒီပုံရိပ်ကမြမကုံကိုကဘာမှာထဲဝါစွာပြသခဲ့တဲ့အမှုပညာရှင်တယောက်ရဲ့တမိုင်းဝင်အမတ်အသားပါသူ့နာမည်ကမောင်လောပန်ပါသူဟာမြမရိုးရချင်းလုံးအားကစားကိုကဘာတိအောင်ဖန်တီးခဲ့သူတွေကတယောက်ပါမောင်လောပန်ဟာချင်းလုံးကိုတာမန်အားကစားတစ်ခုအဖြစ်ကစားယုံများမဟုတ်ဘဲအမှုပညာမြောက်တဲ့ပြကွက်တစ်ခုအနေနဲ့တင်ဆက်ခဲ့သူပါ 1924ခုနှစ်မေလ28ရက်နေ့မှာပေါ်မြန်မာနိုင်ငံကိုလိုနီနယ်ကိုစားပြုအဖြစ်လန်ဒန်မြို့ဝင်းဘွေမှာကျင်းပတဲ့ British Empire ပြပွဲ British Empire Exhibition ကြီးမှာသူဟာသူ့ရဲ့အမှုပညာကိုတွားရောက်ပြသခဲ့ပါတယ်။မောင်လောပန်ရဲ့ခြေထောက်လေပင်ခေါင်းလုံးနဲ့ချင်းလုံး၄လုံး၅လုံး၆လုံးတို့ကိုလက်မတုံးပဲကျွမ်းကျင်စွာထင်ကစားပြတဲ့စွမ်းရည်ဟာ British ပြည်သက်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဗြိတိမမေရီနဲ့ဝီလာမင်းသားတို့တောင်မှ သူ့ရဲ့ဖြောပြမှုကိုအထူးသဘောကျမှတ်တမ်းတင်ခဲ့ရပါတယ်။ချင်းလုံးဟာမြမရိုးရအားကစားနဲ့ရင်ကျေးမှုကိုကမ္ဘာစင်မြင့်ပေါ်ကိုပထမဆုံးပြင်ပနိုင်ခဲ့တဲ့ မောင်လောပန်လူပညာရှင်တွေကြောင့်သာယနေ့တိုင်အသက်ဝင်လှူရှားနေသေးပဲဖြစ်ပါတယ်။